fuck. <laughs> Hello hello အားလုံးပဲမင်္ဂလာပါဒီမှာပေါ့နော်အမတို့ကိုအရန်အရန်အမေးအများဆုံးဖြစ်တဲ့ပေါ့နော်တန့်ရှင်းဆိုတာဘယ်လိုလုပ်ရလဲမျိုးမျိုးပေါ့နော်မေးကြရတဲ့အင်ကူပုံစံမျိုးလားအကုန်လုံးမေးထားရမိကိုနေအတွက်ဒီဗီဒီယိုလေးနဲ့ဖြည်းဖြည်းပြရစီအမတို့ကတန့်ရှင်းကုမ္ပဏီပေါ့နော်တန့်ရှင်းကုမ္ပဏီဆိုတော့တန့်ရှင်းဝန်ထမ်းတွေအများကြီးခေါ်ပါရဲ့ဝင်လာရဲ့ဝန်ထမ်းတွေတိုးလာရဲ့အလျောက်အမတို့လုပ်ငန်းတွေကိုလည်းချဲ့ချွင်တာဖြစ်တဲ့အတော့ပေါ့နော်တန့်ရှင်းဝန်ထမ်းကတော့အမြဲတမ်းခေါ်နေပါတယ်အခုဆိုရင်တော့လက်တော်ကြာမှ90ဦးခေါ်ယူထားပါတယ် ဟုတ်ပြီခုနအကုန်လုံးကအမေးများကြရတဲ့တန့်ရှင်းဆိုဘယ်လိုလုပ်ရလဲဆိုတဲ့ဟာလေးတစ်ချက်ပြောပြပေးမယ်ပေါ့နော်ရုံးတည်နေရတော့တင်ငန်းကျုံပေါ့နော်တင်ငန်းကျုံမှာမတတ်ဆိုရင်ရုံးလာတဲ့ရုံးကနေမှတစင်ပေါ့နော်အမတို့ကရုံးကနဲ့ကစမာကြီးခေါ်တဲ့စိတ်ယုံနေရှိရဲအိမ်နေရှိရဲရုံးနေရှိရဲကွန်ဒိုကြီးရှိရဲကျောင်းနေရှိရဲစေးယုံနေဟိုတယ်ကြီးအစုံပဲပေါ့နော်အမတို့အုပ်စုလိုက်အဖွဲလိုက်ပေါ့နော်အသွားပြီးတော့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာမနှက်သွားတဲ့ညနေပြန်ရရဲပေါ့နော်โอเคတန့်ရှင်းဆိုတော့ဘယ်လိုတန့် ်ရှင်မျိုးလဲဆိုတော့ professional အနေနဲ့ပေါ့နော်အဲကျွန်းကျွန်းကျင်ကျင်ပေါ့နော်ဒီလုပ်ငန်းကိုအတမွေးဝမ်းကြောင်းတစ်ခုအနေနဲ့လုပ်ကင်နေတဲ့ဝန်ဆောင်မှုလုပ်ငန်းမှာဟုတ်ပြီတန့်ရှင်ကုမ္ပဏီမှာလာရင်ဘာတွေလုပ်ရမှာလဲဆိုတော့ customer in the in အလိုက်တယ်ပဲထားပါအောင် in the in မှာရှိတဲ့ customer တန့်ရှင်ခြင်းနဲ့အပိုင်းနေပေါ့နော်အမတို့အသေးစိတ်ဝန်ဆောင်မှုပေးပါရယ်ရှင်ရသူတွေလေးတွေဘယ်လိုတွေလုပ်နေရလဲဆိုတာလေးအသေးစိတ်ပြပေးပါမယ်အမတို့ customer ဆိုရင် showroom က customer တွေလဲခေါ်ကြရရှိရယ်အချိန်ပိုင်းခေါ်ရရလဲရှိရယ် everybody ဆိုရင် င်အချိန်ပြီးခေါ်ရဲ customer ကြီးလည်းရှိရေပေါ့နော်အစုံမဲပေါ့နော်ခေါ်ရဲ customer ကြီးအကုန်လုံးကိုဝန်ဆောင်မှုလိုက်ပေးရဲ့လုပ်ငန်းမှရှင်ဟုတ်ပြီအမတို့ကတက်ရှင်လာရှောက်မဲ့သူတွေဘာလိုအပ်လဲဆိုရင်ကြတော့အမတို့အနေနဲ့ကအသက်16ကနေပြီးတော့90အတွင်းပေါ့နော်အဲကြားမရောက်ကြလေးမိန်းကလေးခေါ်ပေးပါတယ်ဆိုတော့အသက်ရွယ်လေးပဲကန့်သက်ထားရပါပညာရေးချင်းကလုံးဝလုံးဝလုံးဝကန့်သက်ထားခြင်းမရှိပါဘူးရှင်ဆိုတော့ဟုတ်ပြီတက်ရှင်ကုမ္ပဏီမှာတော့လာလုပ်ချင်တဲ့တက်ရှင်ပိုင်းနဲ့အတွေ့အကြုံမရှိဘူးဘယ်လိုလုပ်ရမလဲလို့မေးရ ဲဆိုရင်အမတို့ဒီမှာပေါ့နော်တခါရပြတ်တက်ပြရပေါ့နော်အနောက်မှာအာ training လေးတင်နေရပေါ့နော် အတွေ့အကြုံရှိတဲ့သူတွေအကုန်လုံးကိုဒီလိုမျိုးလေးစာတွေးတွေကောပြီးသွားပြီဆိုလက်တွေ့တွေရောသင်ကြားပေးပြီးရောပေါ့နော်ဒီစာလေး train ပြီးရော customer ကြီးအတွက်ဝန်ဆောင်မှုပေးရဲ့လုပ်ငန်းမှာဆိုတော့အဲအကုန်လုံးအတွေ့အကြုံရှိတဲ့သူပဲဖြစ်ဖြစ်အတွေ့အကြုံမရှိတဲ့သူပဲဖြစ်ဖြစ်အမားတို့ပြောရတဲ့အတိုင်းအဲအလောက်ကလူအစဉ်ပြေခဲ့တဲ့ interview ပြရတဲ့တရက်အတွင်းပြန်ပြီးရောအကြောင်းကြားပြီးရောခန့်မိပါရဲ့ဟုတ်ပြီနေရတက်လာခြင်းတဲ့သူတွေအလောက်လောက်ခြင်းမှာရဲ့အဲတန့်ရှင်အလောက်လေးလောက်ခြင်းနဲ့ကျမတို့အခုတော့နေမှာပဲရှိပါသေးရဲ့ပေါ့နော်လာလျှောက်ခြင်းနဲ့ဘယ်လိုလောက်ရမလဲဆို ဆိုရင်ရပါရဲ့အမတို့ရဲ့အဖော်ပြထားရဲပေါ့နော်ဖုန်းနံပါတ်လေးတွေကိုအဲအရင်ဆုံးပေါ့နော်ကိုရေးရဇဝင်အချင်း CB phone လေးပေါ့နော်ပို့ပေးပေါ့နော်ကျွန်တော်တို့ကျမတို့နေမှာတော့ CB phone မရှိပါဘူးအမကြီးဘာလုပ်ရမလဲဆိုရင်အဖုန်းရဲ့နှုတ်လေးထဲမှာရေးပြီးတော့ကိုရဲ့ကိုရေးရဇဝင်အချင်းလေးပေါ့နော်ရေးပြီးတော့ချက်အမတို့ရဲ့ Viber နေပို့ပေးလိုက်ပါ Viber တော့တိုက်စုဆိုလဲ Viber ပေါ့နော် Telegram ဆိုလဲအမတို့ဖော်ပြထားရဲဖုန်းနံပါတ်လေးပါပဲ Telegram ဖုန်းနံပါတ်က Viber ဖုန်းနံပါတ်ကတူတူပါပဲဒါမှမဟုတ် TikTok တို့ Facebook တို့တခုခုကတွေ့တဲ့သူဆို ုလဲ TikTok ဆိုလဲ TikTok ရဲ့ CV ပေါ့နော်ဆို Facebook ဆိုရင်လဲ Facebook ရဲ့ chat box မှာလာပြီးတော့ကိုကြီးရဆိုရင်အချင်းလေးပို့ပေးရခါချရင်အမတို့ video call နဲ့ interview လေးလုပ်ပေးပါရဲ့ရှင်ဒါအမတို့ရဲ့ထူးခြားချက်ပေါ့နော်တန်ရှင်ကြီးအေးခေါ်တဲ့ခါမှာအမတို့ video call နဲ့ interview ပေးပါရဲ့ video call လေးနဲ့လုပ်ငန်းကြောင်းရှင်းပြပေးမယ် interview ပေးမယ် အဆင်ပြေလို့ပေါ့နော်အမတို့ခန့်ပြစ်လိုက်တဲ့သူတွေဆိုရင်နော်ရန်ကုန်မှာအမတို့ယောက်ျားလေးဆိုရင်ယောက်ျားလေးအဆောင်ရှိပါရဲ့အမတို့ယုံငယ်အဆောင်ရှိပါရဲ့မိန်းကလေးဆိုရင်နော်အမတို့ယုံဆောင်တော့မရှိသေးဘူးဒါပေမဲ့အမတို့ကုရှာပေးပါရဲ့အမတို့နဲ့ချိတ်ဆက်ထားတဲ့အဆောင်လေးတွေရှိပါရဲ့နေရလာရှောက်မဲ့သူတွေဆိုရင်လည်းအမတို့ချိတ်ဆက်ပေးရတာဖြစ်တဲ့အတွက်ရန်ကုန်ကိုလာရောက်ပြီးတော့လောက်ကင်ချင်းတဲ့သူတွေအတွက်ပေါ့နော်အထူးခွင့်ရေးလေးပါရန်ကုန်ကနေမှလာလို့ချင်တဲ့သူတွေအတွက်ဆိုရင်တော့ပေါ့နော်ဒီအမတို့ရန်ကုန်တိုင်းတင်ငန်းကျွမြို့နယ်ပေါ့နော်အဲ16အပိုင်းလေးရက်ကွက်တူမနာ တလအိနမတ်3ညာ8တပေါ့နော်တရက်တော့မတိုင်မှာရှိရဲရုံးကို လာရောက်ပြီးတော့ရှောက်ထားနိုင်ပါရဲ့ရှင်အင်တာဗျူးချိန်လေးကတော့အမတို့မနက်6ခွဲကနေပြီးတော့7နိုင်အတွင်းမှာအင်တာဗျူးရှိပါရဲ့အဲအမတို့အင်တာဗျူးအချိန်လေးအတွင်းမှာပဲအင်တာဗျူးပေးရဖြစ်တဲ့အတွက်အဲ့အချိန်ကြော်ပြီးတော့မှလာရောက်တယ်ဆိုရင်အဆင်မပြေမှာဆိုလို့မလာခင်တော့ဖုန်းလေးရောဂျူဆက်ပေးပါအဲမနက်8နိုင်ခွဲကနေပြီးတော့ညနေ9နိုင်အတွင်းအမဖော်ပြထားတဲ့ဖုန်းနံပါတ်လေးကိုတနင်္လာနေ့ကနေစနေနေ့အတွင်းအသေးစိတ်ဆက်သွယ်ပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်။ဒါရီချင်း ည်းမလိုပါဘူးအဲပြီးွားပြီဆိုရင်အမတို့အသက်16ကနေ50အတွင်းတော့မှလာလျှောက်လို့ရပါတယ်အတွေ့အကြုံလည်းမလိုပါဘူးအဲ့တော့လာလျှောက်ထားခြင်းတဲ့သူများအားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အင်တာဗျူးမှာအားလုံးသိကြပါမယ်အားလုံးပဲတက်တာပါအရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှိပါအလုံးလို့ရဟုတ်ရှိရဲ့နော်